ထိုင်းနိုင်ငံကနေတရားမဝင်တင်သွင်းလာတဲ့ပဇွန်တွေကြောင့်မွန်ပြည်နယ်ရဲ့၅ဇင်းဝက်ထဲကဒေသမျိုးရင်းပဇွန်တွေရောင်းချရမှာအခက်အခဲတွေရှိနေပါတယ်။ဥကြော်ဆိုသတင်းပေးပို့ထားတာပါရှင်။ဒေသ၅တိုင်းတွေကဘောဂျိတ်လို့ခေါ်တဲ့ပဇွန်ပြူတွေဟာထိုင်းမြန်မာနယ်စပ်မြောက်ဒီမျိုးကနေတစ်စက်ကာလန်ကနေမွန်ပြည်နယ်မွန်လမြိုင်မြို့၅ရောင်းတိုင်းတွေထံတရားမဝင်တင်သွင်းရောင်းချမှုတွေရှိနေပါတယ်။အခုလိုကုန်မဆောင်ပဲတရားမဝင်တင်သွင်းပြီးဇီနိုရော့နယ်စွာရောင်းချတဲ့ထိုင်းမျိုးပဇွန်ပြူတွေကြောင့်မွန်ပြည်နယ်ရဲ့၅ဇင်းဝက်ထဲမှာ ေသမျိုးရင်းပစုံတွေရောင်းချဖို့ဈေးနှုန်းရှင်ပြိုင်နေရတာတွေကြောင့်လည်းရောင်းချရမှာခက်ခဲတွေရှိနေတာပါ။ဒီမှာတို့တို့ဝင်လာတဲ့ကောင်ကကျွန်တော်တို့ပြည်စီကြီးတွေရောင်းအားကြပါတယ်။တို့ရောင်းအားကြတယ်ကျွန်တော်ကသူ့အောက်မြတ်တော်ကိုပေးရတယ်ဆိုတော့ကျွန်တော်ကရောင်းအားကြတော့ဒီမြတ်တော်ကိုပေးလိုက်။မြတ်တော်ကိုလည်းဒီနေ့ကဒီနေ့ကိုတက်လာတယ်။ကျွန်တော်ကပြည်စီကတို့ပြည်စီကတအားဝင်လာတော့ကျွန်တော်တို့အတွက်နှစ်နောက်မှုရှိတယ်နော်။ကျွန်တော်ပြည်စီကိုကျွန်တော်ဖုံးပြီးတော့မနိုင်ဘူးပြောတယ်။ဟုတ်ကဲ့။အခုရပေါ်တော့ ကျွန်တော်တို့ဟိုဈေးကွက်ဝင်မလဲသူတို့လိုက်ကြည့်တွေ့နေမော်လမြိုင်ငါးပစုံဈေးကွက်တဲမှာဒေသမျိုးရင်းပစုံတပိတ်သားရဲ့ဈေးနှုန်းဟာအနည်းဆုံးကျပ်9000ကနေ12000ထိရှိနေပေမဲ့ထိုင်းနိုင်ငံကတရားမဝင်တင်သွင်းလာတဲ့ပစုံဖြူတပိတ်သားဈေးနှုန်းဟာကျပ်ငွေ9000နှုန်းနဲ့ဝယ်ယူလို့ရနေပါတယ်။မော်ပြည်နယ်တစ်ခုလုံးကိုငါးပစုံရေထွက်ကုန်ပစ္စည်းတွေတရားဝင်ဖျက်ချနေတဲ့9တိုင်း15တိုင်းဝန်းကျင်လောက်သာရှိနေပြီးတော့အခုလိုထိုင်းနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ပစုံပြူတွေကိုလည်းတချို့ငါးတိုင်တွေကနေတဆက်ပြန်လည်ဖျက်ချီနေကြတာပါအဲ့ဒီငါးပစုံတိုင်တွေဟာမော်လမြိုင်မြို့တန်လွင်ဈေးထဲမှာပဲအခြေစိုက်ဖွင့်လှစ်ထားကြပါတယ်ထိုင်းနိုင်ငံကနေမော်ပြည်နယ်မော်လမြိုင်မြို့ကိုပစုံပြူတွေသာမကကြက်သက်ကြက်မြင့်ဘဲသားကြက်သားတွေကိုလည်းတရားမဝင်တင်သွင်းမှုတွေရှိနေတာ2010ခုနှစ်မတိုင်ခင်ကတည်းကတင်သွင်းနေကြတာပါမော်ပြည်နယ်ဈေးကွက်အတွင်းတရားမဝင်ကုန်ပစ္စည်းဝင်ရောက်မှုကိုတားဆီးကောက်ွယ်ဖို့အတွက်မော်လမြိုင်မြို့အဝင်မှာစစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ရှာဖွေဖမ်းဆီးတာတွေလည်းရှိနေပါတယ်။အားလေးကြတော့ကျွန်တော်တို့ကအကုန်လုံးအပြည့်အဝပေါ့နော်ဒီ check မလုပ်နိုင်ဘူးမစစ်ဆေးနိုင်ဘူးချို့ဟာတွေကပါဆိုတော့ဒီပုံစီစီစဉ်မှုကိုလည်းပဲအဟန္တာမဖြစ်စေချင်ဘူးခီးသွားတွေကိုလည်းပဲအဟန္တာမဖြစ်စေချင်တဲ့အခါကျတော့သူကဒီထိုက်တဲ့နဲ့သူတို့မမမမသိငါ့ဘောတောင်းမလို့ရှိရင်လည်းပဲဒီဟာတန်မြတ်ပြည့်ဝရှိရဲဆိုတဲ့ဟာမျိုးတွေကိုတော့သူတို့စစ်စစ်တာရှိအဲ့ဒီကမှဒါတင်းမှုတွေလည်းရှိကောင်းရှိနေနောက်တစ်ခုကပါလဲဆိုတော့ဒီမှာ ဟိုဆောင်ဝဲလန်းလိုဟာမျိုးတွေရှိရတယ်လည်းရှိတယ်เนาะမော်ဘီနယ်မှာအခုလိုတရားမဝင်ကုန်ပစ္စည်းတွေကိုစီစစ်ဖမ်းဆီးအရေးယူဖို့ပြည်နယ်ရဲတပ်ဖွဲ့မှခေါင်းဆောင်ပါဝင်တဲ့အဖွဲ့ကိုပြည်နယ်အစိုးရကနေပြီးတရားဝင်ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်အခုနှစ်2014ခုနှစ်အတွင်းထိုင်းနယ်စပ်မြဝတီမြို့ကနေတစ်ဆက်မော်ဒမယ်မြို့ကိုကားလမ်းကနေတင်သွင်းလာတဲ့ပဇွန်ကြက်သက်ကြက်မြစ်တွေဖမ်းဆီးရမိတာနှစ်ကြိမ်ခက်တာဖမ်းဆီးခဲ့ပြီးအဲ့ဒီထဲမှာပဇွန်180ပိန်းသာဖမ်းဆီးခဲ့တယ်လို့ မော်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးရရှိမှုစီးရင်မှာဖော်ပြထားပါတယ်ကျွန်တော်ကျော်စိုးပါခင်ဗျာ